ွင်းမြုပ်ပြင်တွေမှာတတ်တောင်တတ်တာနဲ့မောင်းနှင်နိုင်မယ်လမ်းကျန်းတွေကိုလည်းအခက်အခဲမရှိဖြတ်တန်းနိုင်ပြီးပြိုင်ကားတစ်စီးလိုလည်းပြင်းပြစွာမောင်းနှင်နိုင်မယ် Sport SUV ကိုစီးလို့ကျွန်တော်တို့ Luxury Auto မြန်မာမှတင်ဆက်ပေးတော်မှာဖြစ်လို့ကျွန်တော်နဲ့အကျူအဆုံးထိလိုက်ပါကြည့်ရှုကြည့်နံပါတ်9 Audi RS Q8 ဒီကားကတော့ဂျာမန်နိုင်ငံကကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Audi ကထုတ်ထားတာဖြစ်ပြီး Audi ကို Volkswagen ကပိုင်ပါတယ်။ကျွန်တော်တို့ကားချစ်သူတွေသိကြတဲ့ Bugatti, Bentley, Porsche, Lamborghini တို့အပါအဝင် truck ကားတွေ bus တွေထုတဲ့ manned scania တို့အားလုံးကို Volkswagen ကပိုင်ပါတယ်။ပြောရမယ်ဆိုရင် Volkswagen ကဆရာကြီးပါဗျာ။ကျွန်တော်ဒီအကြောင်းကိုနောက် video အခုနဲ့တေးချအသေးစိတ်ရှင်းပြပါမယ်။အခုတော့ Audi RS QA အကြောင်းကိုကြည့်လိုက်ရအောင်။ Audi ကထုတ်တဲ့ကောင်းမော်ဒယ်တွေထဲမှာအမြန်ဆုံး crossover SUV တစ်စီးဖြစ်ပါတယ်4.0 liter twin turbo V8 engine ကိုတပ်ဆင်ထားပြီးမြင်းကောင်ရဲ့640ကျော်ထွက်ပါတယ် 0 to 60ကို3.4 second အတွင်းအရှင်းတင်နိုင်ပါတယ်။ကားက SUV ဆိုပေမဲ့ကားဒီဇိုင်းကို sporty ဆိုင်အောင်လို့ပြုလုပ်ထားပါတယ်။ကားရှိပါ grill ကိုလေခွင်းအားကောင်းအောင်ပြုလုပ်ထားပြီး Audi ရဲ့ LED matrix technology နဲ့ကားမီလုံးတွေကစွဲမဖွဲကောင်းပါတယ်။ Audi LED matrix technology ကတခြားကား brand တွေထက်ခေတ်ရှည်ပြေးသလို အော်ဒီကားတွေကိုတခြားကားတွေနဲ့မတူပဲတမူထူးခြားပြီးကွဲထွက်စေပါတယ်။အဲဒါကြောင့်မို့လို့ပဲအော်ဒီဖန်တရာများများကအော်ဒီကိုကြိုက်နေတတ်ကြတာဖြစ်နိုင်ပါတယ်။အကြီးဝေးတင်ဟာအော်ဒီဖန်တယောက်ဆိုရင်အော်ဒီကားတွေကိုကြိုက်နေတတ်ရတဲ့အကြောင်းရင်းကအော်ဒီရဲ့လာပပြီးဆွဲဆောင်မှုရှိတဲ့မီးလုံးတွေကြောင့်လားဆိုတာကိုသိရင်ကိုသိပြန်မေးကြည့်တတ်ပါတယ်။ကားအတွင်းပိုင်းမှာတော့ touch screen display ကနေ entertainment နဲ့ air con control တွေအပြင်ကားရဲ့ drive mode အားလုံးကိုထိန်းချုပ်နိုင်မှာဖြစ်ပြီးကားရှိပ LCD screen မှာလည်း information အစုံကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ကား gear shifter ပုံစံ design ကလည်းစွဲဆောင်မှုရှိပါတယ်။ဈေးကကားတွေမှာပဲတွေ့ရလိမ့်ရှိတဲ့ကားနောက်ခံ sun visor ကို auto snip နဲ့တပ်ဆင်ပေးထားတာလည်း Audi fan တွေအတွက်တော့စိတ်ကျေနပ်စရာပါပဲ။ air suspension တပ်ဆင်ထားမှုလို့ မိမိမောင်းနှင်နိုင်မဲ့ပုံစံအလိုက် short bar အနေအမြင့်ကိုလိုသလိုချိန်ညှိနိုင်ပါတယ်။ Audi RSQ8 ကို American dollar တထင်းခွဲဝင်းကျင်မြို့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးအခုခေတ်ငွေစင်းနဲ့တွေ့ရင်အခွန်အခမပါကားတန်ဖိုးတီးထန်ကိုမြန်မာငွေကျပ်သိန်းပေါင်း6000နဲ့ဝင်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။ Mercedes AMG GLE Coupe ဇင်ကန်ကားတွေထူတဲ့ Mercedes ကုမ္ပဏီကိုတော့မသိတယ်လို့မရှိတော့ပါဘူး။ German အခြေခံကားကုမ္ပဏီတစ်ခုဖြစ်ပြီး Mercedes ကားတွေကိုဇင်ကန်ကားအဖြစ်နဲ့လူသိများကြော်ကြပါတယ်။ Mercedes ကထုတ်တဲ့ AMG lineup တွေဟာ engine power ပုံမြင့်ပြီးကားကို sporty လုပ်ပေးပါတယ်။အခု AMG GLE Coupe ကလည်း sport SUV တစ်စီးထည်ထားကြောင်းကားရှိဘက်မှာ daytime running light တွေ AMG grill နဲ့ ကြီးမားလာတဲ့ Mercedes logo ကိုတွေ့မြင်နိုင်ပါတယ်။ကားဘေးဘက်ကြီးရတဲ့ကားနောက်ဖက်ကိုနေမ်စင်းထားတဲ့အမူးဒီဇိုင်းကကားကိုပိုးပြီး sporty look ကိုရရှိပါတယ်။နောက်ဖက်ကိုနေမ်စင်းထားတဲ့အမူးဒီဇိုင်းနဲ့လိုက်အောင်ကားနောက်ဖက်မီလုံးကိုလည်းတွဲလျတဲ့ပုံစံပြုလုပ်ထားပါတယ်။ Mercedes logo နဲ့ AMG bus ကိုလည်းတွေ့မြင်နိုင်ပါတယ်။4.0 liter twin turbo V8 engine ကိုတပ်ဆင်ထားပြီးမြင်းကောင်ရဲ့600ကျော်ထပ်ပါတယ်။ 0 to 60ကို3.6 second အတွင်းအချိန်တင်နိုင်ပါတယ်။ကားက SUV ဆိုပေမဲ့ကားဒီဇိုင်းကို sporty ဆန်းရောင်လိုပြုလုပ်ထားပါတယ်။ကားအလွိုင်းတွေကိုတော့ Mercedes AMG ကားတွေရဲ့ထုံးစံအတိုင်း AMG အလွိုင်းတွေကိုတုံးထားပါတယ်။ကားအတွင်းပိုင်းမှာတော့ screen တစ်ခုပါဝင်ပြီး driver ရှေ့က drive display နဲ့ car entertainment display ကိုတစ်ဆက်ထိပ်ပြုလုပ်ထားပါတယ်။ driver display မှာတော့ကားအမြင့်သောအပါဝင်ကား information တွေကိုပြသပေးပြီးအလဲ display မှာတော့ကား aircon နဲ့ entertainment တွေကိုပြသပေးမှာဖြစ်ပါတယ် dash screen နဲ့ထိန်းချုပ်နိုင်သလို dashboard ပင်မှာထိန်းချုပ်နိုင်မှာဖြစ်ပါတယ် gas steering wheel မှာတော့ကား drive mode တွေကိုပြောင်းလဲအသုံးပြုနိုင်ဖို့အတွက် clock တွေ control wheel တွေပါဝင်ပါတယ် mercedes ကားတွေမှာပါဝင်တဲ့ ambient lighting ကညဘက်တွေမှာကားကို ပိုပြီးလှပစေတာဆွဲဆောင်မှုရှိစေပါတယ် နောက်ခါလည်းကျဲဝင်းသလိုဇင်ကံကားချက်တာကြောင့်ထိုင်ရတာသက်တောင့်တာရှိပါတယ်။ suspension တက်စင်တာမလို့မိမိမောင်းနေနိုင်တဲ့ပုံစံအလိုက် short bar အနေအမြင့်ကို လိုသလိုချိန်ညှိနိုင်ပါတယ်။ Mercedes AMG GLE 63S coupe ကို American dollar ကသင်းခွဲဝင်းချင်းဖြင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးအခုခေတ်ငွေစင်းန်းတွက်ရင်အခွန်အခမပါကားတန်ဖို့တီးတန်ကိုမြန်မာငွေချက်ထိန်းပေါင်း6200ဝန်းကျင်ခန့် ကြားသင်မှာဖြစ်ပါတယ် BMW X6 ဒီကားကလည်းဂျာမန်အခြေခံကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BMW ကထုတ်ထားတာဖြစ်ပါတယ်ဂျာမန်အင်ဂျင်နီယာရဲ့ထုံးစံအတိုင်းချူထွေးပြီးဤပညာမြင့်တွေဤပညာအသစ်ဆန်းတွေထက်သွင်းအသုံးပြုထုတ်လုပ်ထားပါတယ်ကားက SUV ဖြစ်ပေမဲ့စတန်ကားတစ်စီးကိုမောင်းနေနေရတဲ့လိုမျိုးကိုပေးစွမ်းနိုင်တာကြောင့် ကားဝါသနာရှင်တွေကြားမှာနာမည်အကြီးဆုံး SUV တစ်စီးဖြစ်ပါတယ်။ကားရှိပေါ်မှာတော့ကြီးမားလာတဲ့ BMW ရဲ့ traditional grill ကိုတွေ့မြင်ရမှာဖြစ်ပြီး headline နဲ့ air intake design ကကားကိုပိုပြီး aggressive ဆန်စေပါတယ်။ကားရဲ့ daytime running light မီးကတမျိုးစမ်းသစ်ပြီး turn signal light ကလည်းကားကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ spot SUV တစ်စီးဖြစ်တာကြောင့် နောက်ဖက်ကိုနှင်ဆင်းသွားတဲ့ fastback ပုံဒီဇိုင်းရှိပါတယ်။ကားနောက်ဖက်မှာတော့ BMW logo နဲ့ Ambass ကိုတွေ့မြင်နိုင်မှာဖြစ်ပြီးအတန်းလိုက်ဖြစ်နေတဲ့ကားနောက်မီးပုံစံကိုဖန်တီးထားပါတယ်။4.4 liter twin turbo V8 engine ကိုတက်ဆင်ထားပြီးမြင်းကောင်ရဲ့620ရောက်ထပ်ပါတယ်0 to 60ကို3.7 second အတွင်းအရှိန်တင်နိုင်ပါတယ် ကားက SUV ဖြစ်ပေမဲ့ဒီဇိုင်းက sporty ဆန်ပြီးပြင်ကားတစ်စီးလိုမောင်းနေနိုင်ပါတယ်ကြီးမားကျယ်ပြန့်တဲ့ကားရှိပဲ grill နဲ့ကားနောက်ဘက်ကိုနှိမ်စင်းထားတဲ့ fastback ဒီဇိုင်းကြောင့်လည်းလေခွဲအားကိုပုံမကောင်းမွန်စေပါတယ်။ BMW ကားတွေရဲ့ထုံးစံတိုင်းမောင်းရတာ fan to drive ထွက်တာကြောင့် BMW fan တွေက BMW ကားတွေကိုကြိုက်နေတတ်ကြတာထင်နိုင်ပါတယ်။ကားအသွင်းပိုင်းမှာတော့ display နှစ်ခုပါဝင်ပြီး driver ရှေ့ကကားအမြင်သုံးတဲ့ကား information တွေကိုပြသတဲ့ display အလဲမှာရှိတဲ့ touch screen display ကနေ entertainment aircon control တွေအပြင်ကားရဲ့ drive mode တွေအားလုံးကိုထိန်းချုပ်နိုင်မှာဖြစ်ပြီး touch control အပြင် BMW ရဲ့ iDrive system နဲ့လည်းထိန်းချုပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်ကား gear shifter ပုံစံ design ဆန်းပြီးဆွဲဆောင်မှုရှိပါတယ်ကား steering မှာ M drive mode အတွက်အနည်းငယ် clutch မှုခုပါဝင်ပါတယ် BMW Asus M Competition American Dollar တသိန်းရှစ်တောင်ဝင်းကျင်ဖြင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးအခုခင်ွေးစင်းတဲ့တို့ဟီအခွန်ခမပါကားတံဖိုးတီးတန်ကိုမြမငွေချက်သိန်းပေါင်း9900ဝင်းကျင်ခန့်ကြတင်မှာဖြစ်ပါ၏နံပါတ်၄ Porsche Cayenne Coupe ပြန်ကားတွေထုတ်တဲ့ဂျာမန်ခြေဆိုင် Porsche Company ကိုတော့အားလုံးပဲသိကြမှာပါ Porsche ကို Volkswagen ကပိုင်နာတီးပြီး Porsche 911 model ပြန်ကားတွေကနာမည်ကြီးပါတယ် Porsche crossover SUV တစ်စီးဖြစ်တဲ့ Cayenne ကို Fastback ပုံစံ design ဖြင့် No Pine ကို Nissan ဝါနေပုံစံ Sport SUV တစ်စီးအဖြစ်ဖန်တီးထားပါတယ် Porsche signature fit LED headlights name. daytime learning lights က Posh Garia DNA အတိုင်းဒီဇိုင်းပုံစံဖန်တီးထားပါတယ်။ကားနောက်ဖက်တွင်လည်းအတန်းလိုက်ဖြစ်နေကားမီတန်းနဲ့ Posh ဆိုတဲ့ဇလုံးကိုတွေ့မြင်နိုင်ပြီးအထူးအသွန်းလုံနိုင်တဲ့ spoiler နဲ့ exhaust နဲ့ခုကိုအလဲမထားတဲ့ပုံစံက Posh ကို တခြားကားတွေနဲ့မတူဘဲတမူထူးခြားပြီး unique ဖြစ်စေပါတယ်။ 4.0 liter twin carbo v8 ကိုတက်ဆင်ထားပြီးမြင်းကောင်ရဲ့900ဝန်းကျင်ခန့်ထွက်ပါတယ်0 to 60 3.3 second အရှိန်တင်အတွင်းကင်းတွေက screen နှစ်ခုပါဝင်ပြီး driver ရှိမှာ car information တွေပြတဲ့ display နဲ့အလဲအတွင်း ka e kwa ne entertainment ni lo thing chu ko display ti ba le center console ga ni pi lo le physical button phin aircon control ni lo thing chu ne ma ti ba le car steering ma drive mode ni lo thing chu ne ma ti ba le air suspension tech sin thara mo lo mi mi mang ne mi pong zen la lai shot ba a ne ming ko လိုဒလိုချိန်ညှိနေမှာဖြစ်ပါတယ်။ Porsche Cayenne Coupe ကို American Dollar တသိန်း၈၀၀၀ဝန်းကျင်ဖြင့်ဝယ်ယူရရှိနေမှာဖြစ်ပြီးအခုခေတ်ငွေစည်းနဲ့တွက်ရင်အခွန်အခမပါကားတန်ဖိုးတီးတန်ကိုမြန်မာငွေကျပ်သိန်းပေါင်း9000နေတာဝန်းကျင်ခန့်ကျပ်တင်မှာဖြစ်ပါလိမ့်။နံပါတ်3 Aston Martin DBS ဂျိမ်းစ်ဘွန်ရုပ်ရှင်တွေမှာပါလိရှိတဲ့အက်စတန်မာတင်ကိုတော့တော်တော်များများသိကြမှာပါအင်္ဂလန်ချေဆိုင် luxury sport car brand ကိုဖြစ်တဲ့ Aston Martin အထုတဲ့ luxury sport SUV တစ်စီးဖြစ်ပါတယ် Aston Martin ရဲ့တစ်စီးပဲသော crossover SUV model ဖြစ်ပါတယ် Aston Martin's signature ဖြစ်တဲ့ car shape grill designer တခြားကားတွေနဲ့မတူဘဲတမှုထူးခြားပြီး unique ဖြစ်စေပါတယ်။ Daytime running lights နဲ့ Camilo headlight designer လည်းလှပပြီးစွဲဆောင်မှုရှိပါတယ်။ car design ပုံစံကပြည့်ပြည့်ပြီး sport SUV တွေရဲ့ design အတိုင်း knob pad ကို Ning Sen Duan's fastback design ပုံစံနဲ့ဖြစ်ပါတယ်။ car knob pad မှာတော့ လှပပြီးဆွဲဆောင်မှုရှိတဲ့ကားမီးလုံးနဲ့ Aston Martin logo ကိုတွေ့မြင်နိုင်မှာဖြစ်ပြီးအောက်ဖက်မှာတော့ Jewel Exhaust ကိုနှစ်ထပ်ပုံစံဒီဇိုင်းဖန်တီးထားပါတယ်4.0 liter twin turbo V8 ကိုတပ်ဆင်ထားပြီးမြင်းကောင်ရဲ့920ကျော်ထွက်ပါတယ်0 to 60ကို3.3 second အတွင်းအရှိန်တင်နိုင်တာကားက SUV ဆိုပြီးမြ ကားဒီဇိုင်းကို Sporty Sand လို့ပြောထားပါတယ်။ကားအတွင်းပိုင်းမှာတော့ screen နှစ်ခုပါဝင်ပြီးကား information တွေပြတဲ့ display နဲ့အလဲတွင်ကား air ကွန်းနဲ့ entertainment တွေကိုထိန်းချုပ်မှု display ဖြစ်ပါတယ်။ကား gear shifter ပုံစံဒီဇိုင်းကလည်းတခြားကားတွေနဲ့မတူဘဲတမူထူးကြပါလေ။ air suspension တက်ဆင်းထားတဲ့ luxury sport suv တစ်စီးဖြစ်လို့ no petrol လေ သက်တောင့်တရားထားလိုက်ပါစီးနေနိုင်ပါတယ်။ SD Martin DBS ကို American Dollar 3သိန်းဝန်းကျင်ဖြင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးအခုခေတ်ငွေစည်းနဲ့တွက်ရင်အခွန်အခမပါကားတန်ကိုတီးတန်ကိုမြန်မာငွေချက်သိန်းပေါင်း1200ဝန်းကျင်ခန့်ကျတင်မှာဖြစ်ပါတယ်။နံပါတ်2 Lamborghini Urus လန်ကားတွေထုတ်တဲ့ Lamborghini ကားကုမ္ပဏီကိုတော့မသိတယ်လို့မရှိတော့ပါဘူး Volkswagen ကပိုင်တဲ့ Italy အခြေစိုက်ပလန်ကားကုမ္ပဏီဖြစ်ပြီး Eurosar သူရဲ့တစည်းတဲ့သော Sport SUV model ထွက်ပါတယ် Volkswagen ကပိုင်တဲ့ Audi ကထုတ်တဲ့ RSQ8 က Lamborghini ရဲ့ Urus နဲ့ chassis တူတယ်ဖြစ်ပါတယ် Lamborghini Urus မှာတော့ပိုပြီး aggressive ဖြစ်တဲ့ design နဲ့ ားရဲ့ shift တွေကကားကိုလေခွင်အားကောင်းအောင် ပြုလုပ်တယ်ပြီး Lamborghini ကားတွေရဲ့ design ပုံစံအတိုင်းကားရှိဘက်ကကြည့်ရင်ပြန်ကားတွေမှာပါဝင်တဲ့ Evan design ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကား headlight ကလည်း Lamborghini ကားတွေမှာတွေ့ရတဲ့ပုံစံ design တိုင်းထည့်သွင်းပြုလုပ်ထားတာတွေ့နိုင်ပါတယ်ကားဘေးဘက်မှာတော့ကားကိုနောက်ဖက်သို့နှိမ့်စင်းထားတဲ့ fastback ပုံ design နဲ့ကားနောက်တွင်တော့ Lamborghini ရဲ့စလုံးပုံ logo နဲ့ Lamborghini ကားရဲ့ထုံးစံအတိုင်းအတန်းလိုက်ထွက်နေတဲ့နောင်မီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ 4.0L Dren Turbo V8 engine ကိုတက်ဆင်ထားပြီးမြင်းကောင်ရဲ့980ကျော်ထွက်ပါတယ်။0 to 60ကို3.3 second အတွင်းအရှိန်တင်နေပါတယ်။ကားအတွင်းမှာတော့ screen နဲ့ပါဝင်ပြီး driver ရှိက car information တွေကိုပြနေ display နဲ့အလေက entertainment တွေကိုထိန်းချုပ်တဲ့ display ပဲဖြစ်ပါတယ်။ driver display က Lamborghini ပြန်ကားတွေမှာပါဝင်တဲ့အညာနှောင်းကိုပြတဲ့ graphic design ပုံစံနဲ့ဖြစ်ပါတယ်။ car gear shifter ကလည်းတခြားကားတွေနဲ့လုံးဝကွဲထွက်တဲ့ design နဲ့ဖြစ်ပြီးဘေးနားမှာ car drive mode တွေကိုထိန်းချုပ်နိုင်တဲ့ခလုတ်တွေပါဝင်ပါတယ်။စဉ်ခံကားတွေမှာလည်းတူရလိရှိတဲ့ကားနောက်ခံ sun visor ကို အော်တိုစနစ်နဲ့တုပ်ဆင်ပေးထားတာလေ Lamborghini Fan တွေတော်တော်စိတ်ကျေနပ်စရာပါပဲ Air suspension တက်စင်ထားတာမလို့မိမိမောင်းနေမိပုံစံအလိုက် shop on အနေအမိကိုလိုးတလို့ချိန်ညှိနေပါတယ် Lamborghini Urusco American Dollar လေးသိန်းဝန်းကျင်တွေဝယ်ရရှိမှဖြစ်ပြီးအခုခေတ်ငွေဈေးနဲ့တွက်ရင်အခွန်အခမပါကားတန်ဖို့တည်တံ့ကိုမြန်မာငွေကျပ်သိန်း နံပါတ်၁ Ferrari ပူရိုဆန်ဂွေဒီကားကတော့အီတလီအခြေစိုက်ပိုင်ကားတွေထုတ်တဲ့ Lamborghini ရဲ့ Climate Company တစ်ခုဖြစ်တဲ့ Ferrari ကထုတ်ထားတာဖြစ်ပါတယ် Ferrari Company ရဲ့တစည်းတဲ့သော Sport SUV Modern Line အဖြစ်ပါတယ် Sport SUV တွေထဲမှာတစည်းတဲ့သော V12 engine နဲ့ကားဖြစ်ပါတယ် Ferrari ကားရဲ့ design language အတိုင်းလှပပြီးကြော့ရှင်းတဲ့ body line တွေနဲ့ ပြပတဲ့အချိုးအစစ်တွေကကားကိုပိုပြီးခံရလာပါစေပါတယ်။ကားဘောနစ်ကိုဒေါင်းလိုင်းပုံစံဖွင့်ရတာလဲတခြားကားတွေနဲ့မတူပဲတမှုထူးခြားက unique ဖြစ်ပါလေ။အရှိဘမှာအတန်း light ဖြစ်နေတဲ့ daytime running lights နဲ့လာပါကြောစင်းတဲ့ဘေးဘက် design ကဆွဲမှတ်ဖွယ်ကောင်းပါလေ။ကားနောက်ဖက်တင်တော့ Ferrari စာတမ်းပါ logo design နဲ့ရိုးရှင်းတဲ့ကားနောက်မီးလုံး design ကိုတွေးမြင်နိုင်ပါလေ။ exhaust တွေကိုကားကဖတ်ချမ်းစီတွင်တွေ့မြင်ရနိုင်ပါတယ်6.75 liter naturally aspirated V12 engine ကိုတက်ဆင်ထားပြီးမြင်းငောင်ရေ920ကျော်ထွက်ပါတယ်0 to 60 3.3 second ဖြင့်အရှိန်တင်ပါတယ်။ကားအတွင်းမှာတော့ screen နှစ်ခုပါဝင်ပြီး driver ဘက်အချမ်းနဲ့ passenger ဘက်အချမ်းမှာဖြစ်ပါတယ်။ driver အချမ်းက display မှာကား information နဲ့အပြင် GPS location map တွေကိုပါပြပေးမှာဖြစ်ပါတယ်။ passenger ဘက်အချမ်းက display မှာတော့ interdimensional တွေကိုထိရှိနိုင်မှာဖြစ်ပါတယ်။ကားအေကုန်းကိုတော့အလေကစိတ်မိုင်းပုံ display တွေချင်းကြီးနိုင်မှာဖြစ်ပါတယ်။ driver display မှာ Ferrari ကံကားတွေမှာပါဝင်တဲ့အမြန်နှုန်းကိုပြတဲ့စိတ်မိုင်းပုံ graphic design တွေဖြစ်ပါတယ်။ ား steering နဲ့ gear shifter ပုံစံကလည်းပြန်ကားတစည်းဖြစ်တဲ့ Ferrari SF90 မှာပါဝင်တဲ့ design ပုံစံမျိုးဖြစ်ပါတယ်။ gas steering wheel မှာ gas wiper ကိုထိန်းချုပ်နိုင်တဲ့ခလုတ် gas headlight နဲ့ turn signal gas drive mode button နဲ့ dash booster တို့ကတခြားကားတွေနဲ့လုံးဝကွဲထွက်ပြီးတမှုထူးခြားက unique ဖြစ်ပါတယ်။ Rolls Royce တွေမှာပဲတွေ့ရလေးရှိတဲ့ Norton ပုံစံနဲ့ကားက Fly ဖမ်းမှုရှိပါတယ်။ Air Suspension တက်ဆင်ထားတာမို့လို့မိမိမောင်းနေမိပုံစံအလိုက် Stopper အနေအမြင်ကိုလိုသလိုချိန်ကြီးနိုင်ပါတယ်။ Ferrari ပူရိုဆန်ဝေးကို American Dollar 4သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိမှာဖြစ်ပြီးအခုခေတ်ငွေဈေးနဲ့တွက်ရင်အခွန်အခက်မပါကားတန်ဖို့တည်တန်းကိုမြမငွေချက်သိန်းပေါင်း2သိန်းဝန်းကျင်ကကြားတဲ့မှာဖြစ်ပါတယ်။အဆုံးထိကြီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ channel လေးကို subscribe လုပ်တော့ကြအောင်เนาะ